ပြီးခဲ့တဲ့ရက်ပိုင်းကတရံချင်းမြို့တော်မှာ Xiaomi WU7 ရဲ့ V1 စကားတွေကိုကုမ္ပဏီကနီးပညာပန်းဆိုင်ရာတွေကိုစမ်းသပ်စစ်ဆေးခဲ့ပါတယ်။ဒီလိုစမ်းသပ်စစ်ဆေးပြီးတဲ့နောက် Xiaomi WU7 Mass Break Best တွေဟာမိလောင်တာတွေဖြစ်နိုင်တယ်လို့လည်းကုမ္ပဏီကတရားဝင်သတင်းထုတ်ပြန်ဝန်ခံလိုက်ပါတယ်။ Xiaomi WU7 Break Best တွေမီးလောင်တယ်လို့ social media မှာသတင်းတွေတက်လာပြီးတဲ့နောက်အခုလိုစမ်းသပ်မှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ ဘရိတ်ဘတ်စ်တွေမီးလောင်ရတာကကားကိုခီးဝဲမောင်းပြီးတဲ့အချိန်ပြန်ပြီးအေးခန့်ချိန်မရှိတဲ့ပြင်ကားကိုပြိနေပြီးချက်ချင်းရက်လိုက်တာတွေကြောင့်မီးလောင်ရတာလို့လဲအကြောင်းရင်းကိုကော်မတီတာဝန်ရှိသူတွေကပြောထားပါတယ်။ဘရိတ်ဘတ်စ်မီးလောင်မှုဖြစ်စဉ်တွေဟာအပူချိန်600ဒီဂရီစင်တီဂရိတ်အထက်ရှိတဲ့ဒေသတွေမှာဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့လုံးမတဲ့ဘရိတ်ဘတ်စ်မှာရှိတဲ့ organic materials တွေကြောင့်ဖြစ်တာလို့သိရပါတယ်။ နီးလောင်မှုဖြစ်ပွားခဲ့ပေမဲ့ပရိစနစ်တစ်ခုလုံးဟာအပြည့်အဝအလွတ်လွတ်ကျတယ်လို့လည်းစံသက်မှုအပြီးမှာပြောထားပါတယ်။နီးလောင်ရတဲ့နောက်ထပ်အကြောင်းရင်းတစ်ချက်ကတော့ကားကိုမောင်းနေတဲ့အချိန်ပရိရဲ့ဝန်နဲ့အပူလွန်ကဲတောင်ရှော့ချပေမဲ့မာစတာမုတ်ရဲ့ Enhanced Energy Recovery လောက်ဆောင်ချက်ကိုဖွင့်မထားတာကြောင့်ဖြစ်ရတာလို့လည်းကုမ္ပဏီကပြောထားပါတယ်။မစ္စိုင် SUV မျိုးစားဖြစ်တဲ့ YU7 Max ရဲ့ပရိစနစ်မှာပါတဲ့စာကက်တွေဟာ ကားမောင်းနေတဲ့အချိန်မှာတာမန်ထပ်ပွေးနေကြအပူထက်ပိုပြီးထုတ်တဲ့အတွက်ကြောင့် NDA ရှိတဲ့အခြေအနေရှိနေတယ်လို့လည်းသုံးသပ်ကြပါတယ်။ဒီကားတွေမှာရှိတဲ့ truck driving အဆင်မမြင့်ပဲလမ်းပေါ်မှာမောင်းနေခြင်းမလုပ်ကြဖို့ကိုလည်းရှောင်းမီကသတိပေးထားပါတယ်။ဘေးကင်းအောင်မောင်းနိုင်ဖို့ဆိုရင်တော့စွမ်းအင်ပြန်လဲရယူတဲ့ master mode ကိုသုံးပြီးမောင်းကြဖို့လိုတယ်လို့လည်းပြောထားပါတယ်။ဒီနှစ်ချက်ကိုကားပိုင်ရှင်နဲ့ရှင်မောင်းတွေအနေနဲ့လိုက်နာကြဖို့ကိုလည်းလှုံ့ဆော်ထားပါတယ်ရှင်။